DGOS attack ဆိုတာလုပ်ငန်းရှင်တို့ရဲ့ website နဲ့ online service တွေကိုပုံမှန်အတိုင်းအလုံးမလုံးနိုင်အောင်ပိတ်ဆို့တိုက်ခိုက်မှုတစ်ခုဖြစ်ပါတယ်။ဒီတိုက်ခိုက်မှုမှာကွန်ပျူတာကျန်းကျင်သူတွေကကွန်ပျူတာအရေးအတွက်မြန်များကိုအသုံးပြုပြီး hosting server ကို traffic အမြောက်အမြန်နဲ့အချက်အလက်တွေကိုတပြိုင်နက်တည်းပေးပို့ကြပါတယ်။ဒီလိုလှုပ်ခြင်းကြောင့် website ဟာဝင်ပြီဝင်ပို့လာပြီးချိတ်ဆက်မှုပြတ်တောက်ခြင်း၊နောက်နေခြင်းနဲ့တောက်ခံပြီးအလုံးမလုံးနိုင်တဲ့အခြေအနေမျိုးတွေဖြစ်လာနိုင်ပါတယ်။ ဒါဟာပုံမှန်ဖောက်တယ်တွေ website ကိုမဝင်နိုင်တော့တာအယောင်းဝယ်တွေပြတ်သွားတာ brand ထိခိုက်မှုရှိသွားတာစတဲ့လုပ်ငန်းပေါ်စိုးကျိုးများစွာဖြစ်စေနိုင်ပါတယ်အဲဒါကြောင့် DDoS attack ကိုကြိုတင်ကာကွယ်ဖို့အရေးကြီးပါတယ်ဥပမာအဖြစ် CDN content delivery network အသုံးပြုခြင်း traffic monitoring tools နဲ့ security tool တွေကိုတက်ဆင်အသုံးပြုခြင်း DDoS ကိုခံနိုင်တဲ့ hosting server တွေရွေးချယ်အသုံးပြုခြင်းတို့ကကာကွယ်နည်းလမ်းတွေကတချို့ဖြစ်ပါတယ် လုပ်ငန်းတည်တံ့ဖို့ဆိုရင်ဒီလို security ဘိုင်းဆိုင်ရာတွေကိုကြိုတင်ပြင်ဆင်ထားဖို့အရေးကြီးပါတယ်